ဒီဟာလောက်တက်ရင်အိမ်ရနေထိုင်နေတဲ့ပတ်စံ9သိန်းလောက်တတလေးရနိုင်နေဗျာအဲ့ဒါကတကယ်လားဆိုရင်တကယ်အဲ့တော့ကျွန်တော်လုပ်နေတဲ့ remote လုပ်တည်ကြတဲ့ဟာဒီကောင်တစ်ခုပေါ့နော်အဲ့တော့ဘာလဲဆိုရင် lease generation လို့ခေါ်တယ် lease generation ဆိုတော့ကျွန်တော်တို့ဒီမြန်မာတွေအတွက်တိတ်ပြီးတော့ family အမဖြစ်ဘူးဗျာတကယ်တော့ကျွန်တော်လူပိန်းကြီးရပြောရင် lease generation ဆိုတာဘာလို့တာလဲဆိုတော့အာကိုကထားပါတော့ကျွန်တော် real estate နဲ့ပဲဥပမာပေးမယ်ကိုကအင်ချမ်းမြေတိုက်ခန်းအာချမ်းဝင်း villa ရှင်းမြဟာရီရောင်းဝယ်ဖောက်ကားနေတဲ့ကုမ္ပဏီကြီးဆိုရင်တို့ကဘာလို့လဲဆိုရင်တို့စီမှာလာပြီးရင်းနှီးမြှုပ်နှံမဲ့သူတွေတို့စီကနေဝယ်မဲ့သူတွေကိုလိုတယ်အဲ့လိုလူမျိုးတွေဒါမှမဟုတ်တချို့ကျတော့ကုမ္ပဏီနဲ့ပူးပေါင်းမဲ့သူတွေပေါ့ကျွန်တော်ကအလုပ်တစ်ခုလုပ်တယ်အဲကျွန်တော်ကပူးပေါင်းမဲ့ရင်းနှီးမြှုပ်နှံမဲ့သူတွေ investor တွေကိုကျွန်တော်ရှာကျင်တယ်ဒါမှမဟုတ်ကျွန်တော်ပစ္စည်းတစ်ခုကိုရောင်းတယ်ကျွန်တော်ပစ္စည်းကိုဝယ်မဲ့ list တွေအကုန်လုံးရှာကျင်တယ်တချို့မြန်မာနိုင်ငံမှာဆိုရင် ရှိဘူးတယ် gym တွေပေါ့နော် gym တွေဖွင့်နေငါတို့ဒီမှာ membership ဝင်မလားစသဖြင့်ဘယ်လိုလူမျိုးတွေကပတ်စံသုံးနိုင်လဲဘယ်လိုလူမျိုးတွေကငါစီမှာဝင်ပြီးတော့အဲယင်းနီမြုံနံနိုင်လဲအဲ့ဒါမျိုးကိုရှာဖွေပေးရတဲ့အလုပ်အဲ့တော့ဘယ်သူတွေရရှာဖွေပြလဲဆိုရင်အများဆုံးရှာပြရ remote worker တွေရရှာပြတယ်အခုယနေ့ခင်မှာတော့ least generation AI နဲ့ပဲသွားနေပြီအဲ့ကြောင့်ကျွန်တော်က AI ဘက်ကိုစိတ်ဝင်စားတယ်ဒါပေမဲ့ AI ခက်ကိုမကူးပြောင်းရသေးတဲ့ company တွေလည်းအများကြီးရှိတယ်အဲ့တော့ least generation အတွက်ဘာလို့လဲဆိုရင် number 1လိုတာက data လိုတယ်အဲ့တော့ကျွန်တော်ဥပမာ ြမယ်ပေါ့နော် data ဘယ်လို data တွေလိုလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်အာကျွန်တော်တို့ပါလဲ item house တို့ပါလို့ရှိရှိရတာတွေအများကြီးပဲပေါ့ဗျာအဲ့တော့အဲ့ဒီကအချက်လက်တွေအားလုံးကိုကျွန်တော်တို့ကဆွဲခေါ်ယူပြီးတော့ excel နဲ့ဆိုရင်စာရင်းပြောင်းထားတယ်နံပါတ်1ကျွန်တော်တို့အဲ့ website တွေကိုရှာလိုက်တယ် website တွေမှာရှိတဲ့အချက်လက်တွေကအများကြီးပဲအဲ့ website တွေကအချက်လက်တွေအားလုံးဘာလို့လဲဆိုရင် excel file တွေကိုကျွန်တော်ဆုလိုက်တယ်ဆိုပြီးတော့သူတို့ရဲ့ဖုန်းနံပါတ်တွေပါတယ်သူတို့ရဲ့ email တွေပါတယ်သူတို့ရဲ့ contact တွေပါတယ်နံပါတ်2က သူတို့ကိုကျွန်တော်တို့ကခိုးခေါ်လင်းပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာတော့တရားဝင်သေးတယ်အဲဒူဘိုင်းမှာဆိုရင်တော့တရားမဝင်ဘူးခိုးခေါ်လင်းဖုံးခေါ်တာလူကြီးမင်းစိတ်ဝင်စားပါသလားအာလူကြီးမင်းကျွန်တော်တို့နဲ့ပူးပေါင်းခြင်းပါလား investment လုပ်ခြင်းလားကျွန်တော်တို့မှာအရန်ကောင်းတဲ့ယင်းနည်းမျိုးနွယ်မှုရှိတယ်အဲ့ဒါမျိုးလိုက်ပြီးတော့ chase လိုက်ရတာပေါ့နော်အဲ့တော့ဒုတိယတစ်ဆင့်ကဖုန်းဆက်စာပို့လိုက်ပြီး chase လို့နံပါတ်3ကအရာလက်တွေပြန်ရလာမယ်ဘယ်သူကတော့ဖြင့်ကောင်းကောင်းမွန်ပြန်ပြောတယ်ဘယ်သူကတော့ဖြင့်ကိုယ်ဆဲလိုက်တယ်ဘယ်သူကတော့ဖြင့်ကိုယ်အဲဘလိုဘလိုပြန်တုံ့ပြန်လိုက်တယ်ပေါ့ဗျာအဲ့တော့အဲ့ report data နဲ့ ်ပြန်ပြီးတော့ company ကိုပြန်ပြီး submit လုပ်ပြီးရင်အဲ့အလုပ်ကြီးပဲနေတိုင်းထိုင်လုပ်နေတာတော့မတနေ့ကိုအဲကျွန်တော်မြန်မာငွေမရဘူးဆိုရင်9သိန်း10သိန်းကနေ73သိန်းလောက်အထိပေးပြီးတော့လာကနဲ့ငှားတဲ့ company တွေအများကြီးရှိတယ်။အဲ့လက်ရှိကျွန်တော်အခုလုပ်နေတဲ့ company မှာလည်းအဲ့ဒါခေါ်နေရပဲ။ဟိုလူလုံနေလို့ရှာလို့တော့မရဘူး။အော်နိုင်ငံတကာကလူတွေကိုကျွန်တော်လှည့်ပတ်ပြီးရှာနေရတယ်ပေါ့ဗျာ။ဘာလို့လဲဆိုတော့သူကစိတ်ရှုပ်ခံထိုင်ရတယ်။အာ data တွေအချက်လက်တွေအကုန်လုံးကိုလိုက်ပြီးတော့ရှာဖွေရတယ်။ရှာဖွေပြီးတော့ဖုံးဆက်ရတယ်၊စာပို့ရတယ် သူတို့ရဲ့တုံ့ပြန်မှုတွေကိုလက်ခံနိုင်ရတယ်ပြောရရင်ဒီလူဒီလူကတော့ဖြင့်ကောင်းတယ်ဒီလူဒီလူကတော့ဖြင့်စိတ်ဝင်စားတယ်ဆိုတာမျိုးမျိုးကိုနေတိုင်းအင်းအင်းနေထိုင်ပြီးတော့ကွန်ပျူတာတစ်လုံးနဲ့ generate လုပ်နေရင်လည်းဘဝမှာ AC ရက်တည်လို့ရတဲ့အထက်ကအလုပ်တွေတက်ခုပေါ့ဗျာအဲ့တော့အဲ့ဒီအလုပ်တွေအလုပ်တဲ့အခါမှာ tools တခုလိုတယ်အဲ့ဒါကကျွန်တော်တို့မှာခင်ဗျားတို့မှာကျွန်တော်တို့မှာဟိုဝယ်စရာပတ်စံလည်းမရှိဘူး tools တွေအရင်ကောင်းတဲ့ tools တွေရှိတယ်ဒါပေမဲ့ဝယ်စရာ300ပတ်စံလည်းမရှိဘူးဆိုရင် web harvest ဆိုတဲ့ tool လေးတခုကအရင်ကောင်းတယ်အဲ့ဒါဘာလုပ်တာလဲဆိုရင် ကျွန်တော်ကြည့်ကျင်တဲ့ website တော့ကြည့်အဲ့ကျင်းနေ website က data တွေအကုန်လုံးကိုကျွန်တော် script လုပ်တယ်ခေါ်တာပေါ့ဗျာ website ကို crawl တယ်အောက်ကိုဆွဲချတယ်ပေါ့ဆင်းနေပေါ့ website ကို crawl တယ်အဲနောက်တစ်ခါ script လုပ်တယ် website မှာရှိတဲ့အချက်လက်တွေအကုန်လုံးဖမ်းယူတယ်ယူပြီးတော့ exact data တွေကိုအလိုလိုထည့်တယ်အဲ့တော့ကျွန်တော်တို့က copy paste တွေကူးနေစရာမလိုဘူးအဲ့ web service ဆို application လေးကိုကျွန်တော်ဒီနေ့ပြောပြမယ်ဟောက domain ကအသုံးများဆုံး website တစ်ခု ਨੇ ကျွန်တော်ဥပမာပေးလိုက်မယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ website တော့ကိုကြိုက်တာလုပ်လို့ရတယ်အဓိကကတော့ဒီ property finder ပေါ့နော် property finder ဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုရင် property finder မှာဒီလို property နဲ့ပတ်သက်တဲ့အချက်အလက်တွေအများကြီးရှိတယ် propertyfinder.ae မှာနောက်တစ်ခုကဘာတွေရှိလဲဆိုရင်အဲ့ဒီမှာနာမည်ကြီးတဲ့ပွဲစားခေါ်တာပေါ့ကျွန်တော်မြန်မာ agent တွေပေါ့အဲကျွန်တော်တို့မြန်မာအိုင်မြန်မာ house ဘာလို့မှာဆိုလဲရှိမယ်ထင်ပါတယ်အဲ့တော့ဒီမှာသူတို့ရဲ့အချက်လက်တွေအများကြီးပဲအဲ့တော့ဘယ်နှယောက်ရှိလဲဆိုရင်ဒီမှာကျွန်တော် view on နေလိုက်တယ်ဆိုရင်အဲ့မှာပေါ်လာတာကြီးကြီးတထောင်ခွဲတောင်း9136ယောက်တောင်း ်အတူတူရောက်ချင်းစီရဲ့အချက်လက်တွေအကုန်လုံးကိုကျွန်တော်တို့ဘယ်လိုသွားပြီးတော့တင်ကြုံပြီးဘယ်လိုလိုက်ရှာမလဲအဲ့တော့အဲ့ဒီအချိန်မှာဟိုဟာ web hubby ဆိုတဲ့ application လေးကိုအရင်မိုက်တယ်ကျွန်တော်လည်းတုံးလက်ရှိတုံးနေစရာဆဲပေါ့နော် web hubby ဆိုတာဒါလေးခေါ်တယ် download ဘယ်ကဆွဲရမယ်မှမသိရင်ကျွန်တော် zip file ကို google drive ကိုတင်ပေးထားတယ်အဲ့ google drive ကဟာကိုကျွန်တော် youtube ကကျွန်တော် channel description မှာကျွန်တော်ထည့်ပေးထားတယ်အဲ web hub ရဲ့ free version ဒါပေမဲ့တခုတော့ရှိရယ် install လုပ်တဲ့အချိန်မှာခင်ဗျားတို့ antivirus နဲ့ဟို ဟို virus protection ကိုခဏပိတ်ထားရတယ်ပိတ်ပြီးမှ install လုပ် install လုပ်ပြီးတော့မှပြန်ရမယ်ပေါ့ဗျာအဲ့တော့ web fabric ကဖွင့်လိုက်ဘယ်လိုပေါ်လာလဲဆိုဒါမျိုးလေးပေါ်လာတယ်ဗျာအဲထဲမှာပါတဲ့ဟာတွေကိုဘာမှဘာမှအများကြီးမျက်စိရှုံမသွားနဲ့ကျွန်တော်တို့လုံးလောက်ရမယ်တကူကနံပါတ်1ကကျွန်တော်တို့ share ခြင်းတဲ့ website ဥပမာ facebook share ခြင်းတဲ့ facebook ပေါ့ဗျာ instagram share ခြင်းတဲ့ instagram မို့ဒီ url နေရာမှာကျွန်တော်ရိုက်ထည့်လိုက်အောင်ကျွန်တော်ခုန property finder share ခြင်းတဲ့ပေါ့နော် property finder.eu ကျွန်တော် share ခြင်းတဲ့ဆိုရင်ကျွန်တော် share ခြင်းတဲ့ website ကဟာကိုကျွန်တော်ရိုက်ထည့်လိုက်တယ်အဲ့တော့ website ကြီးပေါ်လာတယ် browser မှာပေါ်တာနဲ့ဒီမှာပေါ်တာနဲ့မတူဘူးเนาะဒါသူ့ရဲ့ application နဲ့မှာသူ့သူပေါ်လာတာဒါလေးရလीအဲ့ browser browser အဲ့တော့အဲ့မှာပေါ်လာအောင်ကျွန်တော်ကထားပါတော့ဥပမာအဖြစ်ကျွန်တော်ဒီက agent တွေအကုန်လုံးကျွန်တော်အခု source လုပ်မယ်အဲ့တော့ကျွန်တော် agent ကိုကျွန်တော်သွားမယ်အဲ့တော့အဲ့မှာကျွန်တော်ဘာလုပ်မလဲဆိုရင် um stack ဆိုတာနှိပ်မယ်နှိပ်ပြီးတော့ဒီဒီဝါယံပါလေးတွေအကုန်လုံးဟာဒီ website မှာသူ့သူ auto ပေါ်လာတာဘာမှမလုပ်ဆရာမလုပ်ဘူးဗျာမြားနဲ့ဒီကောင်ကိုကျွန်တော်အရင်တင်လိုက်တယ်ဘာလုပ်ချင်တာလဲကျွန်တော်ဒီ object ကို select မှတ်လိုက်တယ် more option သွားတယ် ပြီးွားရင်အာ page ကိုသွားတယ် scroll down လုပ်တယ်သူ command ပေးနေရတယ်ဗျာနံပါတ်1 page ကိုသွားမယ်မင်းအရင်ဆုံး scroll ဆွဲမယ်ဘာလို့ရှိလဲအကုန်လုံးအရင်ဆုံးအရင်ဆုံးကြည့်အဲ့လိုမျိုးအဲ့လိုမျိုး command ပေးတဲ့ပုံစံမျိုးပြီးွားရင်ဒါဆာမျက်နှာတွေအများကြီးရှိတယ်ဒီ click လေးကိုသွားမယ်ဒါကို set as uh, next page link မင်းဒီဆာမျက်နှာပြီးရင် now ဆာမျက်နှာသွားအဲ့အဲ့လိုမျိုး command အရင်ပေးလိုက်တာရှင်းတယ်အဲ့ဒါပြီးပြီးွားရင်ကျွန်တော်ပထမဆုံးဒီ agent ကိုသွားမယ်အာဟုတ်ပြီဒီကောင်သွားမယ် follow the this link ဒီ agent ကိုနှိပ် အဲကိုကခိုင်းနေတာကြိုက်သလိုကို customize လုပ်ပြီးခိုင်းလို့ရကျွန်တော်ကအခုဒီ agent အရင်နှိပ်ပြီးတော့မင်းမလုပ်မလဲဒီ name ကိုယူပြီး capture တက်ဆိုရရှိ capture တက်ကိုနှိပ်ဒါ name ငါ့ excel မှာ name ဆိုပြီးတော့ဖန်ပြီးပေးအဲဆိုအောက်မှာကြည်ကြည်ဒီအောက်မှာအောက်မှာ sample လေးပေါ်လာအတွက် excel မှာ okay သူ name ကိုယူသွားမယ်ပေါ့နော်ဒါတက column ပေါ့ပြထားပါတော့ဥမာဒါဆိုရင် capture တက်ဒါဆိုရင် nationality ဒါဒီ going nationality ကိုမှတ်ပေး အဲကျွန်တော်နောက်အောက်ဇေယျမှာကြီးကြီး nationality ပေါ်လာမယ်အာ page တိုင်းကိုလုတ်ဆရာမလုတ်တခုပဲလုတ်ရုံပဲလုတ်ပြီးတော့ကျွန်တော် run ပေးလိုက်အောင်မယ် run ပေးလိုက်အအစားဆုံးသူဆွဲထုတ်လိမ့်မယ်ဒါမှဆိုရင်အဲ company capture text we make ဒါသူ့ရဲ့ company ပေါ့နော် company ကိုကြည့် WhatsApp က property finder block ထားတယ်အရင်တော့ဆိုကျွန်တော် website က data ကို encrypt လုပ်ပြီးတော့ကျွန်တော်ယူလို့ရတယ်အခုတော့ဖုန်းနံပါတ်ယူရတာခက်တာပေါ့ဗျာနောက်တစ်ခုကတော့ဒါပေါ့အဲ deal လောက် close ထားလဲပေါ့ဗျာ close ကြီးအာသူဘယ်နဲ့အိမ်ရောင်းပြီးပြီဘယ်နဲ့အိမ်ငှားပြီးပေါ့ဗျာဒီမှာဆိုဒီကောင်56ခု ng ားပြီးသွားပြီ property finance ဆို website ကောင်းတယ်เนาะတကယ်သုံးကြည့်တင်တယ်နောက်တစ်ခုကအာ total ကျွန်တော်ဆွေးနွေးတာ၄ဆွဲယူတာပေါ့ဗျာ total deal သူဘယ်သူဘယ်နှခုသူ့ရဲ့တန်ဖိုးပေါ့ valuation ဒီကောင်သူဘယ်လောက်လုတ်ပြီးသွားပြီစသဖြင့်အဲ့ဒါတွေပြီးသွားရင်ကိုဖမ်းချင်တဲ့ဟိုဟိုဟာပေါ့เนาะ uh, position specialization ဆိုရင် position ဆိုရင်လည်း position ပေါ့ position ဆိုပြီးတော့ကျွန်တော်ကောက်မှတ်တယ်အဲ့အခုလိုချင်တဲ့ဟာလေးတွေအကုန်လုံးလုတ်ပြီးသွားရင်အဲကျွန်တော်ခုန backlog ကိုပြန်သွားပြီးရင် follow this link အဲ့ဆိုရင်ခုနက main page ကိုပြန်ရွာမယ်အဲ့တော့ agent တယောက်ချင်းစီမှာမင်းဒါဝင်လုတ်ပါဒါဝင်လုတ်ပါဒါဝင်လုတ်ပါလို့အာကျွန်တော်သတ်မှတ်လိုက်တယ် တမတ်လိုက်ပြီးသွားရင် stop အပေါ်ဆုံးမှာမှာ stop ဆိုလိရှိတယ် stop ကိုနှိပ်လိုက်တယ် okay အဲဆို ready ဖြစ်သွားပြီ mining စမယ်ဆိုရင်ကျွန်တော် start mining ကိုနှိပ်ပြလိုက်အောင်မယ်ဒါလေးပေါ်လာတယ်အဲ့တော့အဲ့ benefit လောက်ချင်လေ mind of page လေးလောက်လို့ရတယ်ကျွန်တော်ထားပါတော့ဆောင်မျက်နှာကျွန်တော်၃မျက်နှာလုံးမယ်ဆိုရင်၃မျက်နှာပေါ့နော်အချိန်ကြာမှဆိုတော့ကျွန်တော်အများကြီးထည့်ပြီးမပြတော့ဘူးဒါမှမဟုတ်လေ off page လောက်ချင်လေလို့ပေါ့ဗျဟိုအဲ့တော့ start နှိပ်ပြလိုက်အောင်မယ်ဟုတ်ကြည့်ကြည့်သူ agent name ရစပြီးရှာပြီးဒါကျွန်တော် nationality ဒါ UK ဒါ deal block close ထားတာ ဒါကတော့ပါ position အဲ့တော့ဟိုခင်ဗျားတို့ဒီလို tools တွေဒီလိုတုံးတက်တယ်ဆိုရင်ဘယ် company အတွက်ပဲဖြစ်ဖြစ် data ရှာပေးလို့ရပြီ Facebook ကနေ influencer တွေရဲ့ data ကိုကျွန်တော်ရှာပေးမယ် Instagram နဲ့ influencer တွေရဲ့ data ကိုရှာပေးမယ်ကျွန်တော်နေရာတကာ data တွေကိုကျွန်တော်ရှာပေးမယ်ခင်ဗျားဥပမာဗျဟိုကျွန်တော်ထွက်လာမယ် output ကိုကျွန်တော်ပြမယ်နော်ဒါကျွန်တော်ရက်လိုက်မယ်သူ့ကိုလွှတ်ထားရင်တော့ website တွေတရပီဒီယိုတရပီဒီယိုတော့စတိုက်ဒိုးနေတော့မှာပေါ့နော်စတိုက်ရှာနေအောင်ဒါပေမဲ့ကျွန်တော်ရက်လိုက်မယ် stop လိုက်မယ် ဘာရမလဲဆိုတော့ကျွန်တော်ပြမယ် stop py မှာ export နှိပ်လိုက် export as file နှိပ်လိုက် py ရင် h um csv မှာ h7 နဲ့ပဲကျွန်တော်သွားလိုက်တယ်ပေါ့နော် h7 နဲ့သွားလိုက်တယ်ဒါဆိုရင်တော့ test ပေါ့နော် okay export လုပ်လိုက်ပြီကို script ထားတဲ့ data ခုနခုနဇာတ်အတိုင်းပဲဒီမှာတစ်ခါတန်းပြီးတော့ excel ပုံမှာ auto ရပြီးသားအဲ့တော့ဒီဟာတုံးတက်ရင်ဒီဟာတုံးတက်ကျွန်တော်ကြိုက်တဲ့ data ကြိုက်တဲ့ website ကဟာအကုန်လုံးကို script လုပ်နေရောမလုံးဝ free free version ပတ်စံပေးပြီးတော့လုပ်တဲ့ဟာတွေကတော့ပိုလွယ်တယ်ဗျာဒီလိုဒီလို manual လုပ်စရာမလိုဘူး one click နဲ့ပြီးတယ်ဒါပေမဲ့ကျွန်တော်တို့ကပတ်စံလည်းပေးစရာလည်းမရှိဘူးဆိုရင်ဒီလမ်းကြောင်းနဲ့လုပ်ပြီးကျွန်တော် data ဘယ် website က data မျိုးဆိုကျွန်တော် share ပေးမှနိုင်တယ်အာမြန်မာနိုင်ငံဒီ shoe property လား i myanmar house လားခြိုက်တဲ့ခြိုက်တဲ့ website က data တွေအကုန်လုံးကျွန်တော်ဒါမျိုး source လုပ်ပေးနိုင်တယ်ကျွန်တော်ကျွန်တော်အများကြီးခမောက် data တွေပြီးနိုင်နေဆိုရင်အဲ့ data ပတ်စံပဲအဲ့နိုင်ငံခြားမှာဒီလိုငှားနေတဲ့ company တွေအများကြီးပဲကျွန်တော်စီမှာလက်ရှိ အဲလောက်ခေါ်နေတဲ့ဟာတွေကလည်းဓာတ်ရီပါတယ်အဲ့တော့ဒီဟာကကျွန်တော်သုံးနဲ့ကျွန်တော်ကျွန်တော်ရှာပွေတွေ့ရှိထားတဲ့နီလန်နဲ့တကူပါဗျာသူတို့ကတော့ကျွန်တော်တကူချင်းစီကူရိုက်နေတယ်လို့ထင်ချင်းလဲထင်မယ်ကျွန်တော်ဆာမျက်နှာတကူပြီးတကူသွားပြီးတော့ကျွန်တော်တို့ဘာသာကော့ကိုလိုက်ရိုက်နေတယ်လို့ထင်ချင်းတယ်မကျွန်တော်ဒီလိုနီးပဲသုံးလိုက်တယ်လွယ်လေးလွယ်လေးပတ်စံရရလေးလွယ်လေးပဲအဲ့တော့ပြီးသွားမှသူတို့ဖုန်းဆက်တာစာပို့တာ LinkedIn ကနေလောက်တာပါဗျာဟုတ်လွယ်တယ်မလားစမ်းကြည့်ကြပါ မရှင်းနိုင်ရှင်ကျွန်တော်ကိုမေးလို့ရတယ်ကျွန်တော်မကြခင်မှာ community discussion forum တခုကျွန်တော်လုပ်ပေးမယ်အဲ့ထဲမှာကျွန်တော်ရှာဖွေထားသမျှ resources တွေအကုန်ကျွန်တော် share ပေးမယ်ကျွန်တော်ဒီဘွားတစ်ယောက်လုံးမှာကျွန်တော်လွယ်လွယ်ကူကူနဲ့ပတ်စံရှာနိုင်ခဲ့တဲ့အရာတွေအကုန်လုံးကိုကျွန်တော်အကုန်လုံး free အကုန်ဒီတိုင်း playing ပေးမယ်ဘာလို့လဲဆိုကျွန်တော်သူများကျွန်တော်အလှဲတော့ကျွန်တော်မင်း မပြောပြရတဲ့သူတွေကြီးပဲအဲ့တော့ကျွန်တော်တခုခုတိသူများကိုပြန်မပြောပြတာကိုကျွန်တော်လုံးဝမကြိုက်ဘူးကျွန်တော်ဆိုရင်တော့ဖွက်ဖဲမထားဘူးကျွန်တော်သူများကိုအကုန်ပြန်ပြောပြရမှာကြိုက်တယ်ကျွန်တော်ပတ်စံချနိုင်လို့သူများလည်းရှာနိုင်ရမယ်ကိုအောင်မြင်တယ်လို့သူများလည်းအောင်မြင်ရမယ်ဗျအဲ့လိုရှိုးထားပြီးငါပဲငါပဲအောင်မြင်မယ်ဆိုရယ်ကောင်းတယ်ကျွန်တော်ကြည့်လို့မရဘူးအဲ့တော့ try ကြည့်ကြပါမရှင်းတဲ့အချိန်ကျွန်တော်အချိန်မီးမေးလို့ရတယ်ကျွန်တော်အားတဲ့အလုပ်အားတဲ့အချိန်တွေအကုန်လုံးတိုင်းမှာကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်အဲ့တော့အလုပ်တွေလိုချင်လဲကျွန်တော်ရဲ့ channel LinkedIn ်နောက်တစ်ခုကကျွန်တော်ဒီ next chapter ကိုပဲ follow လုပ်ထားကြပါအမ်ကျွန်တော်အခုမှသိရတဲ့တွေဆိုရင်ပြန်မိတ်ဆက်ပြမယ်ကျွန်တော်ဒီလိုကိစ္စတွေအကုန်လုံးမျှဝေဖို့အတွက် next chapter ကိုဖန်တီးထားတယ်ကိုနေပါကျွန်တော်ကိုနေလို့ခေါ်ကြပါရစေ